နေထိုင်ကြောင်းသူတွေကဘာသာစကားတမျိုးကိုပြောဆိုဆွေးနွေးနေတာကြောင့်ရန်ခမ်းစစ်တပ်ကြီးကိုမောင်းထုတ်နိုင်သူတွေဟာနှစ်ဖျားတွေဖြေရမယ်ဆိုပြီးချင်းမူကပြောတော့ဒီဆွမ်းအားတွေဟာသူ့ကိုယ်ပိုင်မဟုတ်ပဲနေတင်းဘောစီကဖြစ်ကြောင်းတင်းဘောတိုင်လုံးတွေကိုစုပ်ကင်ထားတဲ့အခါကျရင်နှစ်ဖျားတပါလို့အစွမ်းထုတ်လွတ်နိုင်တယ်ဆိုပြီးရန်ချင်းချင်းကရှင်းပြပေးပါတယ်။နှစ်ဖျားတပါလို့စွမ်းအားထုတ်သုံးနိုင်သူဟာမိမငယ်လေးတယောက်ဖြစ်နေမှရန်ခမ်းမင်းစရာအနေနဲ့ဘလို့နီးနေမှစဉ်းစားနိုင်မှာမဟုတ်တဲ့အပြင်ချင်းမူကိုယ်တိုင်လည်းတကယ်ထိတ်လန့်သွားခဲ့ရတာပါ။ ကျောက်စိမ့်ဆွဲပြားနဲ့ပတ်သက်ပြီးဘာအကြောင်းပြောနေကြတာလဲမေးတော့ကျောက်စိမ့်ဆွဲပြားရဲ့ဇစ်မြစ်ဟာနတ်ဖျားလဲမဟုတ်နတ်ဆိုးလဲဟုတ်မနေတဲ့ဝူယိုးမျိုးကနေရောက်လာတာဖြစ်ရမယ်ဆိုပြီးမျိုးနွယ်စုကောင်းဆောင်ရဲ့စကားကိုဘာသာပြန်ပေးလာပါတယ်။ကျောက်စိမ့်ဆွဲပြားဟာသူနဲ့အတူပါလာတဲ့တခုတည်းသောပစ္စည်းဖြစ်လို့တနေ့ကျရင်မိသားစုကိုပြန်ရှာနိုင်လိမ့်မယ်ဆိုပြီးအဖွားစစ်ကရှင်းပြပေးခဲ့ဘူးတာကြောင့်သူ့ရဲ့မိဘတွေဟာဝူယိုးမျိုးမှာရှိနေနိုင်တာလားဆိုပြီးအတွေးများစွာဖြစ်လာခဲ့ရပါပြီ။ဝူယိုးမျိုးအကြောင်းမေးတော့ အလွန်ဆန်းကျင်တဲ့နေရာတစ်ခုဖြစ်သလိုအပြည့်စည်းနေမြကြီးကိုအမောင်ထူဖုံးအုပ်သွားတဲ့အခါကျမှထွက်ပေါ်လာတတ်တာဖြစ်တဲ့အပြင်နေတင်းဘောကိုဝူယိုးမျိုးကဖန်တီးလိုက်တာဖြစ်ပြီးအဲ့ဒီနေရာမှာနေမင်းကြီးပြန်လဲထွန်းလင်းလာနိုင်မဲ့နီလန်တစ်ခုရှိနေတာကြောင့်သူတို့လည်းလိုက်ရှာနေတာဆိုပြီးရန်ချင်းချင်းကရှင်းပြပါတယ် နေတင်ပေါ်မောင်းနှင်ဖို့ကနေထင်းကျောင်းသူတွေရဲ့တာဝန်ဖြစ်ပြီးဟိုးအရင်တုန်းကတော့နေဆွမ်းအားနဲ့မောင်းနှင်ခဲ့ကြတာဆိုပေမဲ့နေလုံးကြီးငိမ့်တည်သွားချိန်မှာတော့နေမင်းအဆောက်ရှောက်ကအသက်သွေးဆွမ်းအားနဲ့ဆက်လက်မောင်းနှင်နေရပြီးမောင်းနှင်မှများလေခနာကိုအရွယ်စားပိုသေးလာလေဖြစ်ကဆွမ်းအားကုန်ဆုံးသွားတဲ့အခါနေတင်ပေါ်ကဝါမြို့သွားပါလိမ့်မယ်။အဖေဖြစ်သူကဒီတိုင်းတည်ဆုံးသွားခဲ့ရပြီးသူမအလက်မှလည်းပိန်လီအားနဲ့နေခဲ့ပြီးဖြစ်တာကြောင့်နေလုံးကြီးပြန်ထွန်းလင်းလာအောင်အမြတ်လုပ်ဖို့လိုအပ်နေခဲ့ပြီးအเจ้าအင်းကတော့ အပြက်စီးနေမိကိုဆက်လက်ကကွယ်ဖို့ကနေတင်းပေါ်မောင်းနေဖို့လိုအပ်ပြီးနေဆွမ်းအားသုံးမပြုနိုင်ဘူးဆိုရင်အခုလိုမျိုးနှစ်ဖျားဆွမ်းအားရဖို့အတွက်ကအသက်ဆွမ်းအားနဲ့ပြန်လည်ပေးဆက်ရတာဖြစ်ပါတယ်။တခြားသောနေထိန်ကျောင်းသူတွေအရွယ်စားကြီးမှကြပေမဲ့အဆောင်လျှောက်ဖြစ်သူကတော့နေမင်းကြီးပြန်မကောင်းလာဘူးဆိုရင်တင်းမဲ့ရက်ကိုတွက်ချက်နေရမှာဖြစ်လို့ဝူယိုးမျိုးကိုအမောင်ထုထဲမှာလိုက်ရှာနေရတာပါ။ ရန်ချင်းချင်းဆိုတဲ့အတိတ်ဘယ်ကနေမင်းနဲ့မီးတောက်တွေဖြစ်ပြီးသူမမွေးဖွားတဲ့အချိန်တုန်းကနေမင်းတစင်းလိုမီးတောက်များစွာနဲ့မွေးဖွားလာခဲ့တာကြောင့်မိခင်ဖြစ်သူဟာမီးတွင်ထဲမှာပဲတည်ဆုံသွားခဲ့ရတဲ့နောက်အဖေဖြစ်သူဟာလည်းတတန်းကုန်ဆုံးသွားခဲ့ရပြီးမျိုးနွယ်စုခေါင်းဆောင်ကပြုစုပြောင်းထောင်ပေးခဲ့ပါတယ်။တတန်းထိခိုက်ခံပြီးဘာဖြစ်လို့နေတင်းဘောကိုမောင်းနေရတယ်လို့ချင်မူကမေးတော့ ဒါဟာနေထိုင်ကျောင်းသူတွေရဲ့သမိုင်းပေးတာဝန်တစ်ခုဖြစ်ကြောင်းကျူးကျော်သူတွေနဆိုးတွေနဲ့အမောင်တို့ကိုတိုက်ခိုက်ပေးနေရမှာဖြစ်တဲ့အပြင်အပြက်စီးနေမြေကြီးကိုကာကွယ်စောင့်ရှောက်ပေးနေရမှာဖြစ်ပေမဲ့အချိန်တွေကြာညောင်းခဲ့ပြီးမို့ဘနက်ဖျားကဒီတာဝန်ပေးထားတယ်လဲဆိုတာသူတို့လည်းမသိတော့ဘူးဆိုပြီးရှင်းပြလာပါတယ်။ဒါပေမဲ့လည်းနက်ဖျားတွေမရှိတော့တဲ့လက်ရှိအချိန်ကာလမှာတော့ရန်ချင်းချင်းကနေမင်းအဆောင်ရှောက်ဖြစ်လာခဲ့ပြီးတမိုင်းပေးတာဝန်ကိုဆက်လက်ထမ်းဆောင်ရမှာဖြစ်တယ်လို့လွတ်လပ်ချင်တယ်ဆိုရင်ဝီယိုမျိုးကိုလိုက်လံရှာဖွေပြီးနေလုံးကြီးကိုအသက်ပြန်သွင်းရပါလိမ့်မယ်။ ရန်ကျင်ကြီးဟာအသက်ဆွမ်းအားတွေကိုနေတင်းဖို့အတွက်အသုံးပြုရပြီးအလွန်အားနည်းလွမ်းလာကြောင့်ထိခိုက်မိမှစိုးရိမ်ကြတဲ့အတွက်တခြားမျိုးနွယ်ဝင်တွေဟာသူမှအနာမကဲဝန်းကြပါဘူး။ဒါကြောင့်ရန်ကျင်ကြီးအလိုချင်ဆုံးအရာဟာတက်တူရွယ်တူတွေနဲ့အတူတူဆော့ကစားနိုင်ပြီးအကူကြီးမလိုပဲပြေးလွှတ်လှုပ်ရှားချင်တာဖြစ်လို့ချင်မူကသူ့အစွမ်းထက်လာတဲ့တနေ့ကျရင်ဝီယိုမျိုးကိုလိုက်ရှာပေးပြီးနေမင်းကြီးကိုပြန်လဲထွန်းလင်းစေကရန်ကျင်ကြီးလွမြောက်အောင်ကူညီပေးမယ်ဆိုပြီးဂရုပေးလိုက်ပါတော့တယ်။တကယ်ဖြစ်လာတဲ့အခါတခြားသူတွေလိုမျိုးတမ်းမာလာနိုင်မှဖြစ်လို့ချင်မူကတိစကားကိုမျှော်လင့်မိနေတဲ့အကြောင်း အခုချိန်မှာတော့အမောင်တို့ကြောက်ရောက်လာပြီဖြစ်လို့တိုက်ခိုက်ဖို့သွားလိုက်အောင်မယ်ဆိုပြီးနေတင်းဘောတိုင်လုံးကိုစုပ်ကင်လိုက်တဲ့နောက်နတ်ဖျားတပားလိုအစွမ်းထက်တဲ့နေမင်းအဆောင်အရှောက်အဖြစ်ကိုပြောင်းလဲသွားခဲ့ပါတော့တယ်။နေတင်းဘောဟာနေမင်းတွင်ကနေစတင်ထွက်ခွာတာဖြစ်ပြီးရှမ်းရှုပင်လယ်ထဲမှာအဆုံးသတ်လိုက်တာဖြစ်လို့ကိစ္စတစ်ခုခုရှိတဲ့အခါနေမင်းတွင်မှလာရှာလို့ရတဲ့ဆိုပြီးမျိုးနွယ်စုခေါင်းဆောင်ရဲ့ညွန်ကြားချက်တွေနဲ့အတူနေတင်းဘောကြီးလည်းအနောက်ဘက်ဂေါ်ယာစီကိုတဖြည်းဖြည်းထွက်ခွာသွားကြပါတော့တယ်။ သူတို့ထွက်သွားတဲ့အခါချင်းမူကလက်ပြနှုတ်ဆက်နေခဲ့ပြီးတချို့နှစ်ဖျားတွေဟာနေတင်ဘောကိုမောင်းနှင်ပြီးအပြက်စီးနေမိကိုကာကွယ်ပေးနေကြပေမဲ့တချို့နှစ်ဖျားတွေကနက်ပြတရေတာပြီးမဟာမျိုးပြက်ကိုဘာကြောင့်ဆွတ်လွတ်သွားကြတာလဲဆိုပြီးစိတ်မကောင်းဖြစ်စွာမေးတော့လူမျိုးမျိုးစိတ်ထွေတွေဆိုသလိုနက်ဖျားတွေဟာလည်းတယောက်တစ်မျိုးစီပုတ်ကွယ်ဆိုပြီးရွာလူကြီးကရိုးရိုးရှင်းရှင်းအပြေပေးလိုက်ပါတယ်ကျင်းရနန်းဆောင်ပေါ်ဘက်မှာမိဆာနဲ့ဆိုးတကောင်ကဝူယိုမျိုးဆိုပြီးရေရွတ်နေတဲ့အချိန်အမောင်တို့ကြားရောက်လာမှထွက်ပေါ်လာတတ်တဲ့ဝူယိုမျိုးကိုဘလို့သွားရှာရမလဲလို့ချင်မူကစဉ်းစားနေပါတယ် ကျန်းရနှက်ဆောင်မြေပုံထဲမှာဝူယိုးမျိုးအကြောင်းမှတ်တမ်းတင်ထားတာမရှိလို့အမောင်ထုတဲ့ဝင်ရောက်ရမလားဆိုပြီးတွေးနေတဲ့အချိန်မှာပဲသူ့ကိုလာရှာပါဆိုတဲ့အမျိုးသမီးတယောက်ရဲ့ပုံရိပ်ကိုအမောင်ထုမှမြင်တွေ့လိုက်ရပါတယ်။သူ့ကိုမြင်တာနဲ့စိတ်လွတ်သွားခဲ့ရပြီးလက်ဆန့်တန်းကအမောင်ထုတဲ့ဝင်တော့မယ့်အခိုက်ကြောက်စိမ့်ဆွဲပြားကသူ့အလိုလိုလင်းလက်လာခဲ့တယ်လို့မူအာဘာဖြစ်နေတာလဲဆိုပြီးအဖွားစစ်လဲအမြန်ဆွဲခေါ်ထားလိုက်ရပါတယ်။ ကံကောင်းလို့သာအသက်ရှင်နေတာဖြစ်ပြီးဝီယိုမျိုးကအမောင်ထုထဲမှာလာဒီမျိုးသမီးကိုလည်းတနေရရမှာမြင်ဘူးတယ်လို့ပြောတော့လွန်ခဲ့တဲ့၁၄နှစ်တုန်းကချင်းမူနဲ့အတူပါလာခဲ့တဲ့အမျိုးသမီးတယောက်ဆိုပြီးအဖွားစစ်ကရှင်းပြပါတယ်။တေသွားတာတေချာပေမဲ့အမောင်ထုထဲမှာရှင်တန်နေရတဲ့အကြောင်းရင်းကိုအဖွားစစ်လည်းတေချာနားမလဲတဲ့အတွက်အမောင်ထုထဲဝင်ရောက်ဖူးတဲ့ရွာလူကြီးဖြစ်သူထံမှလာရောက်မေးမြန်းကြပါတော့တယ်။ လွန်ခဲ့တဲ့နှစ်၄၀၀တုန်းကရွာလူကြီးဖြစ်သူဟာခြေလက်ပျက်စီးသွားခဲ့တာကြောင့်ရီမန်းချက်တွေပျောက်ဆုံးသွားခဲ့ရပြီးမဟာမျိုးပျက်စီးရောက်လာခဲ့ကသူ့ကိုယ်သူတက်တည်ပြစ်နိုင်ဖို့နီလမျိုးစုံစ조사ခဲ့ပေမဲ့မအောင်မြင်ဖြစ်နေရပါတယ်။တနေ့မှာတော့နဆိုးတကောင်ရဲ့ဆွဲဆောင်မှုကိုလွန်ဆန်းနိုင်ခြင်းမရှိတော့ဘဲအမောင်ထုတဲ့ဝင်ရောက်သွားတဲ့အခါအယူတယောက်လိုမျိုးမကောင်းဆိုးဝါးတွေကိုအော်ဟစ်ချိန်ဆနေခဲ့ပြီးတည်ခြင်းစိတ်တွေဖြစ်နေခဲ့ရပါတယ်။ ဒီချိန်မှာပဲအမောင်ထုကဝေဝါလာခဲ့ပြီးအပြည့်စင်းနေမြင်တဲ့တပုံစံနဲ့ထတ်တူကြပေမဲ့လုံးဝမတူညီတဲ့လောကကြီးတစ်ခုကိုမြင်တွေ့လိုက်ရတဲ့နောက်အပြည့်စင်းနေမြင်ရဲ့အနက်ဆိုင်ဆုံးပိုင်းဖြစ်တဲ့ယုံကြည်မြင့်အဆုံးထိရောက်လာတဲ့အခါမှာတော့ဒီလောကကြီးတဲကနေယုံထွက်လာနိုင်ခဲ့ပါတယ်။အဲ့ဒီလောကထဲမှာအရေးပေါင်းများစွာရှိနေကြပြီးလူတချို့ကရွာလူကြီးဖြစ်သူထက်တောင်ပိုမိုတန်မာကြတဲ့အပြင်သူတို့လောကထဲမှာလာရောက်နေထိုင်ဖို့လက်ရက်ခေါ်ကြပေမဲ့လုံးဆရာကိစ္စတွေရှိနေသေးလို့ရွာလူကြီးကအမောင်ထုကနေစုတ်ခွာလာခဲ့ပါတယ်။ ဒါကြောင့်ချင်းမူမြင်လိုက်တဲ့အမျိုးသမီးပုံရိပ်ကလည်းအဲ့ဒီຢာတွေဖြစ်နိုင်တယ်ဆိုပြီးအဖွားစစ်ပြောတော့သူတို့နေထိုင်တာကအလင်းလောကဖြစ်ပြီးအဲ့ဘက်ကတော့အမောက်လောကလို့သတ်မှတ်ထားကြောင်းဆက်ရှင်းပြလိုက်ပါတယ်။နေ့ချိန်မှာအလင်းလောကကြီးဆိုးတာဖြစ်ပြီးညအချိန်မှာအမောက်လောကကြီးဆိုးတာဖြစ်လို့နေထိုင်ကြောင်းသူပြောထားတဲ့စကားတွေအရာဝူယိုးမျိုးဟာအမောင်းထုထဲမှာတရှိနေတာဖြစ်နိုင်တယ်ဆိုပြီးကောက်ချက်ချလိုက်ပါတယ်။ ချင်းမူကတော့ဝူယိုမျိုးဟာနတ်ဖျားတပားလို့အစွမ်းထက်လာတဲ့နေတင်ဘောကိုဖန်တီးခဲ့ကြပေမဲ့သူတို့ကိုယ်တိုင်ကြတော့နဆိုးတွေရှင်တန်ကြတဲ့အမောက်လောကထဲမှာနေထိုင်ကြတာဖြစ်လို့ဝူယိုမျိုးသားတွေဟာနတ်ဖျားတွေလားနဆိုးတွေလားဆိုပြီးပြောမိပါတယ်။ကျန်းရနတ်ဆောင်ရဲ့နဆိုးကြီးကလည်းချင်းမူဟာသူနဲ့မျိုးနွယ်တူတွေဆိုပြီးပြောတော့သူကိုယ်တိုင်ကရောဘလို့လူလဲဆိုပြီးချင်းမူလည်းလက်မခံနိုင်ဖြစ်နေရပါဘီ ဝီယိုမျိုးအကြောင်းကိုထောက်လန်းခြင်းတာကြောင့်ချင်းမှုကိုခေါ်ပြီးအမောက်လောကကိုနောက်တစ်ခေါက်သွားခြင်းတယ်ဆိုပြီးပြောတော့လူတယောက်ဝင်နိုင်တာနဲ့တင်အလွန်အားသင့်စရာကောင်းတယ်ပြီဆိုပေမဲ့မူအေကိုခေါ်သွားတဲ့အခါကျရင်အန်ဒီအပေါ်များလိမ့်မယ်ဆိုပြီးအဖွားစစ်ကစိုးရိမ်နေခဲ့ပါတယ်။ဒီစကားကြားတဲ့အခါနှစ်ပေါင်းလေးရာအတွင်းတိုးတက်မှုတွေရှိလာခဲ့ပြီးမို့စိုးရိမ်စရာမလိုအပ်တဲ့အပြင်အချိန်တစ်ခုလောက်အခန်းအောင်းပြင်ဆင်ပြီးတာနဲ့ချင်းမှုနဲ့အတူအမောက်လောကထဲဝင်ရောက်မယ်ဆိုပြီးရွာလူကြီးကဆုံးဖြတ်လိုက်ပါတော့တယ်။ တစ်ဖက်မှာတော့ရန်ခန့်ရှိပြည်တက်တွေဟာမဟာမျိုးပြက်အပြင်ဘက်ကမီးရွှေကိတ်ကြီးစီပြန်လာနေခဲ့ကြပါတယ်။ရှုံးနိမ့်မှုရလက်ကြောင့်ဂိုင်းမောင်းများစွာကပုံကန်ထားကြောမှုတွေပြုလုပ်လာကြလိမ့်မယ်လို့ရှောက်တင်လိုက်ကြတဲ့အခါရန်ကားတဲ့သူတိုင်းကိုတပည့်ယုံတာရှိတော့တာပေါ့ဆိုပြီးမင်းဆရာဖြစ်သူကပြန်ပြောပါတယ်။ဒီဂိုင်းကြီးတွေဟာဘာမှမဟုတ်ဘူးဆိုပေမဲ့နှက်ပြတဲ့အာကိုနဲ့ထင်တိုင်းကျင်းနေကြလို့နှစ်ပေါင်း90ကြာပြီးတာနဲ့အဲ့ဒီနှက်ပြတဲ့ကိုဖြစ်စီပြစ်မယ်ဆိုပြီးရေရွတ်လိုက်ပါတော့တယ်။ ချင်းဖေးရွက်ကပြန်ဖို့ပြင်ဆင်ခိုင်းတဲ့အခါလူတယောက်နဲ့စကားပြောရအောင်မှဖြစ်လို့မင်းသမီးဖြစ်သူကစောင့်ခိုင်းလိုက်ပါတယ်။နောက်တနေ့မှာတော့ချင်းမူးနဲ့တွေ့ဆုံလိုက်ပြီးအပြက်စီးနေမိဟာတောကျုံအောင်ကြားဖြစ်တာကြောင့်ဒီနေရာမှာဆက်နေမယ်ဆိုရင်အမြင်ကျဲမှမဟုတ်ဘူးဆိုပြီးရန်ကန်ကိုလိုက်လာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်။အရေးချင်းရှိသူတယောက်ကဒီနေရာလေးနဲ့မလိုက်ဖက်တဲ့အပြင်ရန်ကန်တိုင်းပြည်ဟာခေတ်သစ်တစ်ခုကိုဖွင့်လှစ်နေတာဖြစ်တဲ့အပြင်တိုးတက်မှုတွေတကူးကျင့်စဉ်တွေနဲ့အစွမ်းထက်တိုင်းကျန်းတွေလည်းအများပြားရှိနေကြောင်းဆက်ပြောလာပါတယ်။ တနေ့ကျရင်ဂိုင်းစီသွားရမှာဖြစ်လို့ရန်ခမ်းမြို့စီရောက်လာတဲ့အခါကျရင်သူမကိုလာရှာမယ်ဆိုပြီးပြောတော့အခုတခါတည်းမလိုက်ခဲ့ဘူးလားဆိုပြီးလင်းရွှေရှို့လည်းမပြောမရှင်းဖြစ်သွားရပါတယ်။အပြင်ထွက်ချင်တဲ့အခါအဖိုးအဖွားတွေရဲ့စမ်းသပ်မှုကိုမျိုးကိုကြော်ဖြတ်ဖို့လိုအပ်တယ်ဆိုပြီးအိမ်စည်းကမ်းကိုရှင်းပြလိုက်တဲ့အပြင်အခုချိန်ထိတခုမှမကြော်ဖြတ်ရသေးလို့လိုက်ခဲ့လို့မရကြောင်းချင်းမူကရှင်းပြပေးလိုက်ပါတယ်။ ရန်ခဲမျိုးကနေစောင့်နေမယ်ဆိုပြီးလင်းရီရှုပ်ဖြတ်သွားတဲ့အခါကိုတင်းနှံကိုရှူမိလိုက်တာကြောင့်သူ့စီမလည်းအနံ့တူတဲ့တခုရှိနေတယ်ဆိုပြီးအမွေအိတ်ထုတ်ပြလိုက်တော့ဒီဟာကထန်းရှန့်ပိုးကြည့်မြင်နဲ့ရက်လုတ်ထားတာတော်ဝင်မျိုးနွယ်ရဲ့အတုံးဆောင်ပစ္စည်းကနင့်ဟာဘလို့လုတ်ဖြစ်ရမှလဲဆိုပြီးပြောပါတယ်။ကို့အစွမ်းစားနေရလာရင် ကို့ပိုင်ပစ္စည်းဆိုပြီးအဖိုးချွေးကြည့်စကားယူတုံးလိုက်တော့စိတ်ဆိုးသွားတဲ့လင်းရီရှုပ်ကမျက်နှာပိုဖောင်းလာလို့ဝါတုံးမလေးဆိုပြီးထက်ဆခံလိုက်ရပါတယ်။သူမကသဘောထားကြည့်သူဖြစ်လို့လက်ဆောင်ပေးလိုက်မယ်ဆိုပြီးချင်မှုစီကနေလက်ဆောင်ပြန်တောင်းတော့ အခုချိန်ကျမှဒီပစ္စည်းရဲ့ပိုင်ရှင်ကတတမမြောက်တခင်လေဒါမှမဟုတ်လင်ယူရှုဖြစ်နေမှနားလဲသွားရပါတယ်။ဆယ်ပင်နှစ်ဖက်ဘေးချထားလို့မျက်နှာတွေ့တဲ့ထင်ရပေမဲ့ဝတ်တုပ်လေးဖြစ်နေတုံးပဲဆိုပြီးအိတ်ထဲရှိနေတဲ့တူတချောင်းထုတ်ပေးလိုက်တဲ့အခါမင်းကလေးဖြစ်သူကိုဒါမျိုးသွားပေးရသလားဆိုပြီးခိုးနှာထောင်နေတဲ့အဖိုးချွဲကြည့်တောင်အခါရည်တီးသွားရပါတယ်။သဘောမကျသေးဘူးဆိုရင်ကြိုက်တဲ့ဟာရွေးယူလိုက်ဆိုပြီးရှိတာအကုန်ထုတ်ပေးလိုက်ပေမဲ့မင်းကလေးနဲ့မသက်ဆိုင်တဲ့အရာတွေမို့တူကြီးကိုသာယူဖို့ဆုံးဖြတ်လိုက်တဲ့အချိန်ပြန်ချင်းရောက်ပြီးဆိုပြီးချင်းဖေးရင်ကရှောက်တင်လိုက်ပါတယ်။ ချင်းမူကတော့မင်းသမီးလို့ခေါ်တန်ကြမှာရန်ခက်ရှင်ဘရင်ရဲ့သမီးတော်ဖြစ်နေမှန်ထက်သိသွားရလို့အံ့ဩသွားရတဲ့နောက်နွားចောင်းသားလေးမြို့တော်မှာပြန်တွေ့ကြရအောင်ဆိုပြီးနှုတ်ဆက်ထွက်ခွာသွားပါတော့တယ်